်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ခွန်အားသင့်နှင့်စီနှုတ်ကပတ်တော်အစီအစဉ်မှကြိုဆိုပါရစေပထမဦးဆုံးဖြာသခင်ရဲ့ခြေထရော်ကိုချီးမွမ်းပါလေရှင်ပြန်ထမြောက်ခြင်းနဲ့အသက်ဖြစ်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ယောဟန်အခန်းကြီး7အငယ်25ကိုဆင်ခြင်သွားခြင်းပါလေ ်ယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်တော်သူသည်တည်လွန်တော်လဲရှင်လိမ့်မည်တည်ခြင်းနဲ့ပတ်သက်တဲ့အနောက်အချက်ကိုခံစားရဘူးခြားသလားတည်ခြင်းကြောင့်ဆုံးရှုံးမှုရဲ့ပြင်းထန်တဲ့ဝန်တို့ဝန်ပိုးကိုခံစားရဘူးသလားကျန်းစာမှာကြည့်မယ်ဆိုရင် မာတာကတည်ခြင်းနဲ့ပတ်သက်တဲ့ခံစားရချက်တွေကိုခံစားခဲ့ဘူးကြောင်းကို နှုတ်ကပတ်တော်မှာ ဖော်ပြထားပါတယ်။မာသဟာသူ့ရဲ့မောင်လာဇရုတည်ဆုံးသွားတဲ့အခါမှာတည်ခြင်းနဲ့ပတ်သက်တဲ့အရာကိုခံစားခဲ့ရတယ်။လာဇရုတည်ဆုံးပြီးတော့၄ရက်အကြာမှသခင်ယေရှုခရစ်တော်ကအဲ့ဒီကိုရောက်သွားခဲ့တယ်။ကျွန်တော်တို့ယောဟန်အခန်းကြီး၁၁အငယ်21ကနေ25ကိုကြည့်တဲ့အခါမှာမာသဟာသခင်ယေရှုခရစ်တော်နဲ့တွေ့တဲ့အခါမာသကကိုရုံရှိနေမယ်ဆိုရင်သူ့မောင်လာဇရု ေးမှမဟုတ်တဲ့အကြောင်းကိုသခင်ယေရှုခရစ်တော်ကိုပြောပြပါတယ်အခုတည်သွားခဲ့ပြီမယ်လေကိုရောဘုရားသခင်စီကိုဆုတောင်းတော်မူတဲ့အတိုင်းပဲဘုရားသခင် ပြင်ဆင်ပေးတော်မူလိမ့်မယ်ဆိုတာကို မာတာကသူတည်တဲ့အကြောင်းကိုရှောက်ဆိုပါတယ်သခင်ယေရှုခရစ်တော်ကလည်းမင်းရဲ့မောင်ထမြောက်နေမယ်လို့မိန့်တော်မူပါတယ်။မာတာကအဲ့ဒီအချိန်မှာနောက်ဆုံးသောနေ့ဖြစ်တဲ့ထမြောက်ရာ ကာလမှာသူဟာ ထမြောက်လိမ့်မယ်ဆိုတာကိုမာသားကသူသိပါတယ်ဆိုတာကိုရှောက်ဆိုပါတယ်အဲ့ဒီမှာသခင်ယေရှုခရစ်တော်ကငါဟာထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်တယ်ငါကိုယုံကြည်တဲ့သူဟာပေလွန်တော်လဲရှင်လိမ့်မယ်ဆိုတာကိုမိန့်တော်မူပါတယ်ဒီနေရာမှာကျွန်တော်တို့တတိပြုဖို့ကသခင်ယေရှုခရစ်တော်ကထမြောက်ခြင်းကိုဖြစ်စေနိုင်တယ်ဒါမှမဟုတ်အသက်ကိုပြီးတော်မူမင်းဆိုတာကိုမိန့်တော်မမူတဲ့အကြောင်းတတိပြုမိဖို့ဖြစ်တယ် အဲ့ဒီလိုမဆိုဘဲနဲ့ကုရောကငါဟာဖြစ်ဤလို့အဲ့ဒီလိုမိန်တော်မူပါတယ်ဆူလိုတဲ့ဖြစ်ဤဆိုတာကသူကိုယ်တိုင်ကထမြောက်ခြင်းဖြစ်တယ်သူကိုယ်တိုင်က အသက်ဖြစ်တယ်ဒါကစကားအဖြစ်ပြောနေတဲ့အရာတစ်ခုလောက်မဟုတ်ပါဘူးကျွန်တော်တို့လောကတစ်ခုလုံးကိုတုံ့လောက်စေတဲ့အမှန်တရားပဲဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဥပမာအနေနဲ့စဉ်းစားကြည့်ရင်မိသီးဟာ အလင်းရောင်ရဖို့မီးပလက်ကိုထိုးလိုက်တိုင်း အစလင်းစွန့်အားရချင်မှရမှာဖြစ်တယ်တအားပေးစက်ယုံကမိသည်စီကိုတအားလန်းချောင်းကနေတဆင့်တအားရောက်မှသာအလင်းစွန့်အားကိုရတာဖြစ်တယ်တခင်ယေရှုခရစ်တော်ကတော့တအားလန်းချောင်းမဟုတ်ပါဘူးသူကိုယ်တိုင်ကတအားဖြစ်ပြီးတော့တနည်းအားဖြင့်အသက်ရှင်ခြင်းအကြောင်းနဲ့ထမြောက်ခြင်းအကြောင်းပဲဖြစ်တယ်ဒါကတော့အရာအလုံးကို ပြောင်းလဲစေပါတယ် မာတာဟာသူ့မောင်တိပြီးတော့တင်းချိုင်းကူတဲ့ကို ရောက်သွားတဲ့အခါမှာအနာဂတ်ထမြောက်ခြင်းကို သူယုံကြည်ခဲ့တယ်။ဒီလိုယုံကြည်တဲ့အတွက်ကြောင့်လည်းနောက်ဆုံးသောနေ့ဖြစ်တဲ့ထမြောက်ရာကာလမှာထမြောက်လိမ့်မယ်ဆိုတာကို သူသိတဲ့အကြောင်းကို သခင်ယေရှုခရစ်တော်ကို သူပြောခဲ့တယ်။ဒါပေမဲ့သခင်ခရစ်တော်ယေရှုက နောက်ဆုံးသောနေ့ရဲ့ရောက်မှာမှ ထမြောက်စေတဲ့ဖခါမဟုတ်ပါဘူး။အခုအချိန်မှလည်းပဲချက်ချင်းထမြောက်စေတဲ့ဖခါဖြစ်တယ် ကိုယ်တော်ကအနာဂတ်ကာလအနာဂတ်ဘဝကိုဂတိပေးယုံတင်တာမကပါဘူးကိုတော်ကိုတော်တိုင်ကအခုအချိန်မှာထမြောက်ခြင်းအကြောင်းနဲ့အသက်ဖြစ်ကြောင်းပြောနေတာဖြစ်တယ်ပြီးတော့အဲ့ဒါကိုတက်တည်ပြဖို့ရန်အတွက်ယောဟန်အခန်းကြီး7အငယ်53ကနေ54ကို ကြည့်မယ်ဆိုရင်လာဇရုကိုသခင်ယေရှုခရစ်တော်ကသင်ချိုင်းတဲကနေခေါ်ထုတ်လိုက်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ယုံကြည်သူတွေဆင်ခြင်ဖို့က တည်ခြင်းတရားဟာနောက်ဆုံးမဟုတ်ပါဘူးဒါဝရအသက်ကတည်ပြီးနောက်မှရရှိခံစားရတာတဲ့ကိုတော်ကိုယုံကြည်တဲ့အချိန်ကစပြီးတော့မှစတင်ဖြစ်တာဖြစ်တယ်ကျွန်တော်ရဲ့မျော်လင့်ချက်ဟာအပြည့်အပြည့်တစ်ခုလောက်မှသာမဟုတ်ဘဲနဲ့သခင်ယေရှုခရစ်တော်စီမှာအမှန်တကယ်ရှိနေပါတယ်သခင်ယေရှုခရစ်တော်ရဲ့တည်ခြင်းကိုအုပ်စိုးတဲ့တကူဟာအနာဂတ်ဂရိတော်တစ်ခုတည်းမှသာမဟုတ်ဘဲနဲ့လက်ရှိလက်တွေ့ဘဝမှာဖြစ်တယ် ဒါကဒီနေ့မှအရေးကြီးပါတယ်။ဘာကြောင့်အရေးကြီးနေသလဲ။ဘာကြောင့်လဲဆိုရင်ယုံကြည်သူတယောက်အတွက်သခင်ယေရှုခရစ်တော်ရဲ့ငါဖြစ်တည်ခြင်းဆိုတဲ့ထမြောက်ခြင်းနဲ့အသက်ရှင်ခြင်းအကြောင်းတွေထဲမှာကြီးမြတ်တဲ့အထဲမှာကျွန်တော်တို့ရှိနေခြင်းကြောင့်ပဲဖြစ်တယ်။လာဇရုကိုထမြောက်စေတဲ့တကူကဘာလဲ။အခုအချိန်မှာကျွန်တော်တို့အထဲမှာရှိနေတာပဲဖြစ်တယ်။ကိုရောရဲ့အသက်ပြီးတဲ့တကူကိုခံစားဖို့ကောင်းကင်ဘုံကိုကျွန်တော်တို့ရောက်မှာ စောင့်စားစရာမလိုပါဘူးအခုကျွန်တော်တို့လက်ရှိဘဝမှာသခင်ယေရှုခရစ်တော်ရဲ့တကူကိုထာဝရအသက်အနေနဲ့ရရှိနိုင်ပါတယ်ဒီနေ့ကျွန်တော်တို့ဘဝမှာသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကူကိုဘယ်နေရာမှာ လိုအပ်နေတယ်လဲသခင်ယေရှုခရစ်တော်ကိုရိုတိုင်းကအသက်ဖြစ်ပြီးတော့သူ့ကိုယ်တိုင်းကကျွန်တော်တို့ကိုအသက်ပေးနိုင်တယ်ကျမ်းစာစင်ချင်သူတိုင်းရဲ့အသက်တာထဲမှာသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းနဲ့ အသက်ဖြစ်ကြောင်းအမှန်တကယ်လက်တွေ့ခံစားနိုင်ကြပါစေ။အာမင်။ဒီခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင်းစောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်။